ကတိယူ channel တွေကပြန်လဲကြိုးစိုးပါပြန်တော့ဒီနေ့ဒီနေ့တော့အပုတ်လေးတွေရှည်မယ်ပေါ့ဗျာရှည်မယ်ဆိုတော့ရှည်ရှည်လေးတွေရိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ဒီရှည်ကတော့အပုတ်လေးတွေရှည်ရှည်လေးတွေရိုက်မယ်ပေါ့နော်အကုန်လုံးလဲနားလဲရအောင်ကျွန်တော်အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်ပြောနိုင်တဲ့ဘောင်တွင်းကနေပြီးတော့ကွက်ကွက်ကွန်ကွန်မြင်အောင်ပြောပြီးသွားမယ်နော်ဘာဟိုကျွန်တော်ပြောနိုင်တဲ့ဘောင်တွင်းအရလို့ပြောပြီးသားနော်ကျွန်တော်နားလဲတဲ့ရာကျွန်တော် ကျွန်တော်တွေးနိုင်တဲ့အတွေးဘောင်အထဲကနေပြောကျွန်တော်တွေးနိုင်တဲ့ဘောင်တွင်းရဲ့ကျွန်တော်ပြောနိုင်တဲ့ဘောင်တွင်းရဲ့အဲ့ဒါကနေပြောပွားရေးသွားမှာပေါ့နော်ကျတော့မိဘပြောချင်တာလေဆိုတော့ဟိုတချို့တွေကတော့မြန်မာနိုင်ငံထဲမှာနေတဲ့မြန်မာနိုင်ငံတဲကရေကိုတောက်တဲ့မြန်မာနိုင်ငံတဲကထွက်တဲ့ထမင်းနေစံနေအသားတွေစားပြီးတော့ ြည်ပြင်းလာပြီးတော့เนาะအကြတော့ဟိုဘယ်လိုပြောမလဲကြည်ပြင်းလာပြီးတော့ကျွန်တော်တို့ရဲ့เนาะမြန်မာနိုင်ငံအောင်ပြန်ဖြတ်စည်းပြီးတော့เนาะအကြံဖက်လို့တတ်မှတ်ထားတဲ့လူတွေကိုเนาะကုညီနေတဲ့လူတွေရှိတယ်ပေါ့ဗျာเนาะအဲ့ဒါလေးမြန်မာနိုင်ငံအောင်ဖြတ်စည်းနေတဲ့လူတွေရှိတယ်ပေါ့ဗျာဘာသာရေးမှလည်းရှိသလိုကျွန်တော်ကတော့အရှင်းဆုံးပြောတာဘာသာရေးမှလည်းရှိတယ်အခု ဒီနိုင်ငံရေးမှာပေါ့နော်နိုင်ငံရေးမှာလည်းရှိလာရေနော်အကြာတော့ဘာအရက်တယောက်လဲကျွန်တော်ပြောပြီးပြီထပ်ပြောမှာနော်နှင်းစီမေမေဆိုရဲកောင်မကိုကျွန်တော်ထပ်ပြောမှာနော်မလေးရှားနိုင်ငံမှာလားနော်လာအိုမှာလားမသိဘူးသူအိမ်ပေါ်လုံနေနော်မလေးရှားနဲ့လာအိုဒါ तू ပြောပြီးရပါကျွန်တော်မိသွားလို့နော်နှင်းစီမေမေဆိုဘာလို့ဗုဒ္ဓရဲ့တရားတော်တွေကိုကျွန်တော်ပြောတာမသိလို့ရှင်ယူသေးပြီးတော့ရှင်ဘုရားတပီးတော့ကာလာမတ်တုတ်ကြောင်းသိကျင်လို့ပါဖေဟာ တတ်တိကျွမ်းတဲ့ဆရာတော်ကြီးများပြောပြပြောကြားပေးပါတကယ်စာတတ်ပြီတဲ့ပုဂ္ဂိုလ်ကြီးပြောကြားပေးပါဆိုပြောကြားပေးဖို့ဟာစဉ်းသင့်မယ်အခုတော့သူကလက်တော်ကိုချက်တော်နဲ့ရစ်တာမုစကူဒူးတာဘာဖြစ်တော့ညာဖြစ်တော့နဲ့အဲ့လိုဟာကြီးလည်းရှိတယ်နော်အကြတော့ဒါဒါဒါအမီလေးပြောသွားတာပေါ့နော်အမီလေးပြောသွားတာအကြတော့ဒီမှာဒီအဲ့ဒါဘာသာကြီးပေါ့နော်ကျွန်တော်လာမှာအဲ့ဒါဘာသာကြီးဒီမှာကျတော့စိတ်စိတ်မော်ဆိုတာအမှနော်ဒီဟာကျတော့နိုင်ငံကြီးပေါ့နော်နိုင်ငံကြီးမှာနော်ဒီလို ခင်ဗျအကောင်းပြောသလိုလိုဘာလိုလိုဟာသူ့သူစာဖတ်သလိုလိုဟိုဟာလောက်သလိုလိုဒါလောက်သလိုလိုညနော်ဒီဟာရဲမှာလောက်ကောင်းနေနော်ကျွန်တော်တော့အရှင်းဆုံးပြောကျွန်တော်မြန်မာနိုင်ငံအတွက်ပဲကြည့်မှာကျွန်တော်ဘယ်ကောင်းဘယ်တရောင်းသားမှမကြည့်လို့ပြောပြဘယ်ကောင်းဘယ်ကောင်းနေမှာလဲကြည့်မှာမဟုတ်ဘယ်နိုင်ငံရင်းသမားမှာလဲကြည့်မှာမဟုတ်ကျွန်တော်မြန်မာနိုင်ငံကိုတတ်ရှုတူခွဲပြီးတော့အဲ့လိုလုံမဲ့လူတွေမှာများကျွန်တော်ပြောမှာမင်းဘာကောင်းလို့ဘာကောင်းမှမဟုတ်ကျွန်တော်ပြောနိုင်တဲ့အတိုင်းတာကကျွန်တော် channel ကလူလေး နှစ်ယောက်ခဲနဲ့စတာဖြစ်တဲ့အတွက်နှစ်ယောက်လောက်ကြည့်ရင်ကျွန်တော်ကြည်နေတယ်ဗျ။ဟမ်နှစ်ယောက်လောက်ကြည့်ရင်ကြည်နေတယ်။ဒါကျွန်တော်ပြောပြတယ်ကျွန်တော်ကြောင့်တယောက်မှမသိဘူးဆိုတာလည်းစာရင်တယောက်လောက်သိရနှစ်ယောက်လောက်သိရဆိုရင်ကျွန်တော်ကြည်နေပြီ။ကျော် live view subscribe follow တောင်းနေရကောင်းလဲမဟုတ်တဲ့အတွက်ကျွန်တော်အဲ့ဒီကနော်ဒါကြီးလက်ထက်ကတည်းကပြောရတယ်ဆိုတာကျွန်တော်ဟိုဒီဟိုင်းနဲ့ဝိုင်းဝန်းပြီးတော့တိုက်ခိုက်နေလို့ကျွန်တော်တောက်ချောက်ထက်တယ်ပြောနော်အားနာတယ်ကျန်တဲ့လူနော်အရေးကြီးတဲ့ဖြစ်ရင်မကြည့်ပါနဲ့နော်ကျွန်တော်ဒီရှိရတော့တေချာနည်းနည်းလေးပေါ့နော်အရင်လို့ ဟိုဖိဖို့ပြီးတော့မပြောတော့ဘဲနဲ့အပိသိက်ကြီးတွေနည်းနည်းနည်းနဲ့ထည့်နိုင်လောက်ကျွန်တော်ပြောနိုင်တဲ့ဘောင်တွင်ကနေကျွန်တော်ပြောလို့ရတဲ့ဘောင်တွင်ကနေပြီးတော့ပြောပြောသွားတော့မှာပေါ့နော်ပြတော့ဒီသိသိမော်ဆိုတာဘလောက်ဒီဇိုအားတော့ဆိုတော့အတကူတူစာဖတ်တယ်ပြူတယ်ဟာတကယ်နိုင်ငံရေးတွေပါပြောနေသရောင်ရောင်နဲ့သူကလုံးဝမကောင်းဒီကျွန်တော်ပြတာပြီးတော့နော်ဒီ TikTok ကောင်မှသွားကြည့်လို့ရတယ်ဟုတ်လားဒါပေမဲ့တပုံးနှပုတ်တည်းသွားကြည့်ပြီးတော့မရဘူးအကုန်လုံးတော်တော်များများကိုကြည်မှသူ့ရဲ့အတွင်းစိတ်တန်တော်ကြီးတော့ तू आ ए ए တီအန်အန်နေဟိုက နော် MNB နော် KIA အဲ့လိုဘောတွေကိုမားတဲ့ကောင်မနော်အဲ့လိုဘောတွေကိုမားတာအပြောင်းလဲတစ်ခုပြောင်းလဲတစ်ခုပြောင်းလဲတစ်ခုပေါ်မှာနော်အဲ့တော့သူကဘာလုံးဆိုတော့အကုန်လုံး confederate ကိုသွားနေတဲ့ဟာကြီးပဲဝါနော် KIA KIA လဲခင်ဗျာသူတို့တွေဟာပဲလीအကြတော့ RMD TLN AA DRIA ဘာတွေလုံးခင်ဗျာလည်းသိပြီကြာအဲ့ဒီဟာတွေကိုမှပြီးတော့သူကနိုင်ငံနေနဲ့ပါ သူကပြောဆိုလာလို့ကျွန်တော်ကပြောတာသူကဘာလို့လဲဆိုတော့သူကအဲ့ဒီကျွန်တော်သောနာရွတ်ပြတဲ့ငါးခုကိုဘောမှာတယ်နောက်သူကသူစာဘလောက်ဖတ်ဖတ်ကျွန်တော်ကတော့အရှင်းဆုံးပြောတာကျွန်တော်ကတော့စာဖတ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကိုရှစ်တဲ့သိရှိရတဲ့အကုန်လုံးကျွန်တော်မြန်မာနိုင်ငံကိုရှစ်တဲ့သိနဲ့ပဲဇလုံးတိုက်ရှာမှာကျွန်တော်လာပြီးပြောတော့ဟိုအကြောင်းနေဒီအကြောင်းနေအဲ့88ကားတွေဘာညာကွိကွားတွေဘယ်တမိုင်းထောက်ထားတွေလာတော့နဲ့ပြီးသွားပြီကျွန်တော်အမြဲတမ်းပြောပြီးသားများ เนาะကျွန်တော်အများအားပြောနေရတဲ့အခါရှိတယ်ဘာစကားတော့ဘိုလ်ချိုးအောင်စမ်းမရှိလဲလွတ်လိုက်ရရသွားတာပဲဘသူမရှိမှဘသူရှိမှဘာညာကုကွာနဲ့မလို့ခြင်းဘူးကျွန်တော်ချင်းချင်းလေးကျွန်တော်မြန်မာနိုင်ငံကောင်းစားမယ်မြန်မာနိုင်ငံတိုးတက်မယ်မြန်မာနိုင်ငံလူတွေအတွက်အကုန် facility အပြည့်လုပ်ပေးနိုင်တဲ့လူတကယ်အာမရိုက်ပဲနဲ့တကယ်လုပ်နိုင်တဲ့လူဆိုကျွန်တော်ကတော့အားပြရမှာပဲပြုတ်ပြရမှာเนาะအဲ့ဒါပဲကျန်တဲ့ဟာတွေကတော့ကျွန်တော်သရုပ်တိုက်ချက် မာမ60ကျစ်ဒီ60မကျစ်ဒီ74ရဲ့62ရဲ့เนาะအဲ့ဒါကြီးကျွန်တော်မသိဘူးလာလဲမပြောနဲ့ခမရတို့စိတ်ထဲမှာခမရတို့တကယ်သာနိုင်ငံရေးเนาะထားကြတော့ဆို60 60ကျစ်မှာခမရတို့စွန်းစွန်းတပန်လောက်ခဲ့တဲ့เนาะခမရတို့ရဲ့စိတ်ရင်တန်တန်မှန်နေဟိဆိုရင်ခမရတို့ဘန်သူများကိုအဖြစ်တစ်ခုတွေ့လိုက်မှာခမရတို့တမိုင်းရရေးခဲ့ရခမရတို့တမိုင်းရေးခဲ့တဲ့အလျောက်မှာအကုန်လုံးလိုက်ပြောနေတယ်ကျွန်တော်ကလည်းကျွန်တော်တမိုင်းကျွန်တော်ရေးနေတာကျွန်တော်ကြောက်ကျွန်တော်ကတော့ ကျွန်တော်သမားကြီးရဲဆိုတာကျွန်တော်မှန်ပါတယ်လို့မပြောဘူးကျွန်တော်မြန်မာနိုင်ငံကိုရှစ်သက်စိတ်တစ်ခုတည်းနဲ့ဇလုတ်တိုက်ရှာလိုက်တာကြံနေရာလေးမညီတဲ့အာတော့နာပေါ့ဗျာလွန့်ထွက်ပေါ့ဒါပဲချင်းချင်းလေးကျွန်တော် channel ဒီနောက်ခုဒီဟာနဲ့ထပ်ပြောရမယ် live view subscribe follower တောင်းနေတဲ့ channel မဟုတ်ပါဘူးเนาะအကြတော့မကြည့်ရင် don't recommend တစ်ချောင်းနဲ့လောက်ပါကြော်မကောင်းနဲ့ကြော်မကောင်းနဲ့အသက်လေး30ပေါ်လာရင် don't recommend တစ်ချောင်းနဲ့ခင်ဗျားတို့ channel မှာဘယ်တော့မှပေါ်လာတော့เนาะအဲ့ဒါမျိုးကြီးရှိတယ် ကြောင့်ကျွန်တော်တို့ကမြန်မာနိုင်ငံကိုချစ်တဲ့စိတ်ပဲရှိတယ်ကျွန်တော်တို့ကစိုးမွေမပေးဘူးကျွန်တော် channel ကိုကြည့်လိုက်ကျွန်တော်တော့စိုးမွေတစ်ခုခုပေးခဲ့တယ်ဆိုလို့ချင်းကျွန်တော်လာပြောလို့ရတယ်စိုးမွေတစ်ခုပြောခဲ့တယ်ဆိုလာပြောလို့ရတယ်ကျွန်တော်စိုးမွေတစ်ခုမှမပေးဘူး ကျွန်တော်စဉ်းစားတဲ့တွေးခေါ်တာအောင်စဉ်းစားတဲ့တွေးခေါ်တာရင်ဒါအမှန်ဒါအမှားဒါအကောင်းဒါအဆုဒါကုသိုလ်ဒါအကုသိုလ်ဒီလိုတွေခွဲခြားတတ်သွားပြီဆိုလို့ချင်းခင်ဗျာကိုကြောင့်သူဘာထိကိုင်းနေတာသွားလားမထိကိုင်းနေတာသွားလားဒါမျိုးတွေခင်ဗျာတို့သိပြီဆိုရင်ခင်ဗျားတို့အရေးတစ်ခုမှာခင်ဗျားတို့ဝန်သူခင်ဗျားတို့စဉ်းစားခိုင်းတာနော်ကျွန်တော်ဘယ်တော့မှကျွန်တော်ပြောတာမယုံဘူးစဉ်းစားစဉ်းစားပြီးတော့ဖြစ်လာတဲ့အရာပေါ်မှာယုံစိုးမွေတော့မပေးနဲ့ကြအေးစိုးမွေကိုကပေးလိုက်လို့နောက်လူကအမှတာကြီးထွားပြီးတော့နော်ဖြစ်သွားတဲ့အရာဆိုလို့ချင်းကိုတက် အင်းအားကြီးသွားပြီးတော့ကိုယ်ကိုပြန်ပြီးတော့ပြန်ထည့်တဲ့အရာကြီးဖြစ်တတ်တယ်အကြောဒီမှာကတ်တုန်လေးကြည့်မှာဒီကတ်တုန်လေးကတော့ကျွန်တော်အမှတ်ရတိုင်းထည့်ပြီးမြန်နော်အကြောဒီမှာစိုးမွေမပေးနေဆိုတော့အမှအမုံတရားကြီးထည့်အဟမ်းဓွားကြီးထွားလိုက်နံပါတ်ရေးပေးလက်လိုက်နောက်တယောက်စိုးမွေအဲ့ဒါပြောတာကျွန်တော်တို့ကလေးတွေကိုအယောင်မစိုးနဲ့အယောင်မစိုးနဲ့ဆိုတော့ကျွန်တော်အမှပြောချင်တာနော် ေးအယောင်ဆိုးလွန်ပြီးတော့ဖြစ်သွားတဲ့အရာတွေမှာအမုန်းတရားတွေနော်အညိုတရားတွေလက်စားချေနိုင်ငံရေးတွေအဲ့လိုတွေဖြစ်တဲ့အရာတွေမှာအဲ့ဒါပါပဲအမကြီးမြောင်အထက်မကန်ဘူးနော်အမအဲအထက်မကန်တဲ့ဟာကြတော့အဲအမရှောင်းလဲမထဲကန်ဘူးအထက်မကန်ဘူးနော်ဖြူစင်တဲ့ကလေးပေါ့နော်အဲဆွတ်ချုပ်ပြီးတော့ထဲလိုက်ပြီ ဆွဲချုပ်ပြီးထည့်လိုက်တယ်ထည့်လဲထည့်ပြီးတော့လှောင်တယ်လှောင်ပြောင်တဲ့အချိန်မှာသူ့ရဲ့အမုန်းကြီးအာကာဒအညိုးတွေကကြီးထွားတဲ့အချိန်မှာဒီကောင်းတဲ့ကိုကြီးထွားပါအောင်အမသိုးမွေပေးလိုက်တာသိုးမွေကဘယ်လောက်ထိကြီးွားတော့ဆို level 2တဲ့ထပ်ပြီးကြီးထွားတယ်အမနာဟမ်အမတွားရောတွားရောဟမ်တွားရောအေး သူဆိုးတဲ့ဆိုးမွေပေးတဲ့ကောင်မှာပြန်ပြီးဆိုးမွေပြန်ထည့်ပြီးတော့နံပါတ်ပြန်တက်ပလိုက်ပြီနံပါတ်1နံပါတ်1အဲ့ဒါကျွန်တော်တို့ကအချင်းဆုံးပြောတာဆိုးမွေတွေဆိုးမွေတွေမပေးနဲ့ခင်ဗျားတို့တကယ်တော့ခင်ဗျားမြန်မာနိုင်ငံမှာကြီးတဲ့မြန်မာနိုင်ငံထမင်းအောင်စားတဲ့မြန်မာနိုင်ငံရေတောက်တဲ့မြန်မာနိုင်ငံအပဲကြီးထွားလာပြီးတော့မှမြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့လူတွေခင်ဗျားတို့ကြီးသိရမှာခင်ဗျားတို့ကြီးသိရမှာနော်ဘာလို့လဲဆိုတော့ခင်ဗျားတို့အဲ့လို ။အိုရင်းပေါ့နော်။မြန်မာနိုင်ငံကို၈တရာရော၈တရာနဲ့မြန်မာနိုင်ငံကိုပြန်ဖျက်ဆီးပြီးတော့ခမားတို့မြန်မာနိုင်ငံကို contract စီကျင်နေတဲ့ဟာတွေကတော့ကျွန်တော်တို့ကလက်ခံဘူး။နော်ဒီစိမ့်စိမ့်မော်ဆိုတဲ့အရာဘာပြောတော့ဆိုတော့ဟာနော်နိုင်ငံကိုနိုင်ငံတကာနိုင်ငံထူထောင်ခြင်းနဲ့ဘာညာကွိကွာပြီးတော့ तू ကဘာပြောတာလို့ဆိုတော့အဲ့ဒီကဘာပြောတာလဲဆိုတော့ပြောချင်တာ။နိုင်ငံတနိုင်ငံခွဲထောက်လို့ရတယ်သူကဘာလဲဟာလူမျိုးတို့မျိုးတို့နယ်နိမိတ်တို့ဘာသာစကားတို့ရှိလို့ချင်းနိုင်ငံတနိုင်ငံပြည့်ပြီးအရှုပ်ရှားအာဏာပိုင်ပြီးပြီးရင်စစ်တပ်ရှိရမယ် စစ်တပ်မရှိတဲ့နိုင်ငံဘယ်နိုင်ငံမှမရှိဘူးစစ်တပ်မရှိတဲ့နိုင်ငံ24နိုင်ငံရှိတယ်24နိုင်ငံရှိတယ်စစ်တပ်မရှိဘဲနဲ့အုပ်ချုပ်နေတဲ့နိုင်ငံနော်အကြောတော့သူကသူဘလို့ငားရတာအဲ့ဒါကြီးမပြောနဲ့နော်အကြောတော့ဒီကောင်မကခမရတော်တော်ကြီးကိုစိုးတယ်အကြောဒီမှာကျွန်တော်တစ်ခွက်အချက်ပွင့်ပြမယ်စစ်တပ်မရှိတဲ့နိုင်ငံ24နိုင်ငံကြီးဖွင့်ပြဒီမှာအမဒါစစ်တပ်မရှိတဲ့နိုင်ငံ နော်အမလမ်အန်ဒရာအကာယူအမနော်အမဒါစစ်တပ်မရှိရဲ24နိုင်ငံနော်ကြတော့စစ်တပ်မရှိရဲနိုင်ငံ24နိုင်ငံရှိရဲဟုတ်ပြီနော်ဒါကိုခဏမှတ်ထားစစ်တပ်မရှိဘဲနဲ့လုံနေတဲ့နိုင်ငံ24နိုင်ငံရှိရဲဒါပေမဲ့ तू ကဘာပြောချင်တာလဲဆိုတော့စစ်တပ်မရှိဘဲနဲ့ဟာကို သူပြောတော့တစ်ချက်နားထောင်ပြီးမှကျွန်တော်နော် AI ကိုမေးထားတာဟော Chat GPT ကိုမေးထားရဖတ်ပြပြီးသူပြောတော့ရင်ဟောကျွန်တော်ရင်ပြောလိုက်မယ်နော်အဲ့ဒါလေးအဲ့ဒီဟာဘာလို့ဆိုတော့နိုင်ငံတနိုင်ငံဖြစ်တတ်မှတ်ဖို့ပေါ့နော်ဘာတွေလိုရလဲလို့ကျွန်တော်မေးလိုက်ခဲ့မှာ1933ခုနှစ်ဥပဒေအရတဲ့နော်ဒီမှာတော့ကျွန်တော်အဲ့ဒါလေးတစ်ချက်ဖတ်ပြမယ်အကောင်လုံးလဘုဒ္ဓရအရအောင်လို့နိုင်ငံတနိုင်ငံတတ်မှတ်ခံကျင်လို့ကျင်ဘာရှိရမောင်းဆိုတော့ အရှုပ်ရှာအာနာပိုင်မြေ မြေပြင်ရေပြင်လေးအဲ့ဒါရှိရမယ်ဟုတ်ပြီနော်အရှုပ်ရှာအာနာပိုင်မြေရှိရမယ်နော်ပြီးတော့လူဦးရေလူဦးရေလိုတယ်နော်ခင်ဗျာလူဦးရေရှိရမယ်၃အစိုးရအဲ့အစိုးရဘောင်းထိန်းချုပ်ထားသောထိန်းချုပ်နိုင်သောအစိုးရစနစ်ရှိရမယ်နံပါတ်၄အရှားနိုင်ငံများနဲ့ဆက်ဆံနိုင်စွာထပ်ဖြည့်အရှုပ်ရှာအာနာစီးပွားရေးဥပဒေအဲ့ဒါတွေရှိရမယ် နော်ထပ်ပြီးတော့ဗာပြဲတော့ကိုပိုင်ငွေကြေးကိုပိုင်ဥပဒေကိုပိုင်အခွန်စီးကြက်တာတွေရှိရမယ်ဟုတ်ပြီနော်ဒီဟာသဘောပေါက်ပြီနော်ဒါလုံးဝကျွန်တော်နော် chat gpt ကိုမေးရတဲ့အရာနော် chat gpt ကိုမေးရတဲ့အရာအချက်၄ချက်လိုတယ်အဲ့ဒီနောက်မှာမှထပ်တိုးကကြတော့ဗာလဲဆိုတော့နော်ကိုပိုင်ငွေကြေးကိုပိုင်ဥပဒေအခွန်စီးကြက်ရှိရမယ်ဟုတ်ပြီအကြတော့ဒါဒါခဏမှတ်ထားလိုက်နော်ဒါလုံးဝ international standard မှာလိုအပ်တဲ့အရာ ကြတော့ဟုတ်ပြီနော်ဒီကောင်မဘာပြောမှလဲဆိုဒီကောင်မကြတော့အဲ့အီဟာရီမပါဘူး तू လိုချင်တဲ့ဟာကိုဖက်ခေါ်ပြီးပြောသွားတဲ့အရာကိုတခြားလေးနားထောင်ပြီးဖို့လိုတယ်နော်တခြားလေးနားထောင်ပြီးဖို့လိုတယ်ဒီမှာချက်နားထောင်ပါဟိုနိုင်ငံရဲ့ကျွန်တော်ပြောမယ်เนาะနိုင်ငံရဲ့လူမျိုးရဲ့နေနမိတ်အကျယ်အဝန်းရဲ့ဘာသာစကားလူမျိုးရဲ့ရှိလာရင်အတိုင်းပြည်ဆိုတာဖြစ်တယ်အဲ့တိုင်းပြည်ဆိုတာဖြစ်လာရင် sovereignty ဆိုတဲ့အချုပ်အခြာအာဏာရှိလို့ရှိရအဲ့အချုပ်အခြာအာဏာအတွက်လိုအပ်တဲ့ဒေါက်တန်ရပါလေဆိုစစ်တပ်စစ်တပ် စစ်တပ်စစ်တပ်ရှိရစစ်တပ်မရှိတဲ့တိုင်းဘယ်နိုင်ငံမှမရှိဘုံကြီးတွေအုပ်ချုပ်တဲ့ Vatican City တောင်မှ Switzerland စစ်တပ်ကမှဟိုငားထားပြီးတော့မှအုပ်ချုပ်တာပြောချင်တာအချုပ်ချာအာဏာနဲ့ပတ်သက်လာရင်စစ်တပ်ဆိုစစ်တပ်ဆိုရင် institution ကြီးကမရှိလို့မဖြစ်ဘူးဆိုတဲ့အနေအထားကိုပြောချင်တာဟုတ်ပြီမရှိလို့မဖြစ်တဲ့အနေအထားတစ်ခုမှာဒီလိုမျိုးပြိုရိုးရင်းပျက်စီးနေတဲ့စစ်တပ်ကြီးကိုကျွန်တော်ဘယ်လိုပြင်ကြောင်းလဲအကြတော့နော်ဒါသူစစ်တပ်မရှိလို့မရဘူး။ဘာညာကွီကွာနဲ့သူကအဲ့ဒီကဘာပြောချင်တော့လဲဆိုတော့ သူ့ရဲ့စိတ်ရင်းတန်တန်ကကြတော့သူကဝါကိုကန်တန်တန်နေ AAKI အဲ့ဒီဟာဘောမနီရဲ့ကောင်းမနော်ဘောမနီရဲ့ကောင်းမကြတော့စစ်တမ်းမရှိဘဲနဲ့နိုင်ငံမရှိဘူးလားဆိုတော့ကျွန်တော်ပြောပြီးသားဆိုတော့ရှိတယ်ဟုတ်ပြီနော်24နိုင်ငံ24နိုင်ငံအပြင်ကိုနော်အကြတော့ရှိတယ်အဲ့ခရတော့တိသွားပြီတိသွားတဲ့အလျောက်မှာဘာတွေထပ်ဖြစ်တော့ဆိုတော့ तू ကနော် तू ပြောထားတဲ့အရာကိုထပ်ပြောမှာထပ်ဖွင့်ပြပြီးမှာအကြတော့ဒီမှာနော်စိတ်စိတ်မော် စိမ့်စိမ့်မော်ထွန်းပေါ့နော်စိမ့်စိမ့်မော်ထွန်းဒီကောင်မနော် तू อ่ะနော်အဲ့ဒီလိုပြောလို့သူ့ဟိုအားချိန်လျှောက်တယ်ပြုတယ်ဆိုတဲ့အတိုင်းနော် तू อ่ะလည်းကနကျွန်တော်တို့ကျွန်တော်ဝါကိုကန်ပီယန်နာနေအေအေ KI နော်အဲ့ဒီငါးခုမော်မရဲကောင်မနော်အဲ့ဒီကောင်မကနော် तू ဘာ तू ပြောလိုက်တဲ့အရာမှာနော် तू ပြောလိုက်တဲ့အရာပေါ်မှာမကြိုက်တော့ ဒီမိုဘတ်တော်သားတွေကသူ့ကိုရှင်းရှောင်းနေတယ်တတ်မဲ့ဖြတ်မဲ့ပြုတ်နေတဲ့အရာတွေရှိလာတယ်ဆိုတာထပ်ပြောလာတယ်အဲ့ဒါပဲခင်ဗျာနော်ကျတော့မြင်သာဖို့ပြောတာနော် तू တွားနေတဲ့အရာ तू လုံးနေတဲ့အရာကိုလည်းမြင်ရမယ်နောက်ပြီးတော့ तू မာနေတဲ့သူတွေကိုယ်တိုင်ကကိုသူ့ကိုပြန်ပြီးတော့ပြောနေတဲ့အရာတွေအကြောတော့ဒီမှာတစ်ချက်ကြည်လိုက်သူ့ကိုရှင်းလျှောက်ပြောဆိုနေတဲ့ဟာကို तू ကထပ်ပြီးတော့ပြောတာအကြောတော့တစ်ချက်နားထောင်ပါ ကျွန်မမင်းညမင်္ဂလာပါရှင်ကျွန်မမင်းညကကျွန်မရဲ့ TikTok Messenger box မှာချိန်ချောက်ဆဲဆိုခံရပါတယ်ရှင်တခြားဘာကြောင့်မှမဟုတ်ရှင်ကျွန်မမင်းညတင်လိုက်တယ်ကျွန်မရဲ့ idol လေးဦးနဲ့ပတ်သက်ပြီးတော့မှကျွန်မတန့်နေချိန်ချောက်ခံရပါတယ်ရှင်အဲချိန်ချောက်တဲ့သူတွေကဘယ်သူတွေထင်လဲဒီမိုဘတ်တော်သားတွေပါရှင်အမေတော်ဆန်းစုကြည်ရဲ့တာသမီတွေပါရှင်ကျွန်မရဟန်းအောင်ပါတယ်ဒီမိုကရေစီစံနှုန်းတွေပဲကျွန်မတို့ပြောကြစို့လို့ကျွန်မတို့ဆန်းစုချင်းချောက်ကြတယ်ဒီမိုကရေစီဘတ်တော်သားတွေဆိုတော့ကျွန်မကလည်းသူတို့သတ်မှတ်တဲ့စံနှုန်းတွေကိုဆက်ပြောမယ်နော်တူးချင်းကိုပြောနေကျွန်မရန်များလို့ရှင်ဒီနေရာနေပဲ ပေါ်တင် announce ပါလိ announce လုပ်ပြီးမယ်เนาะအဲသူတို့ကကြာအမေတော်ဆန်းစုကြည်နဲ့ဘူချောင်ဆန်းကိုဘာလို့မကြိုက်တာလဲပေါ့လူဆိုတာဒီမိုကရေစီဆန်းလို့ရစင်ကိုကြိုက်တာကိုပဲကိုရွေးချယ်ပိုင်လို့ရှိတယ် right ကို right သူ right ကို right ဆိုရှိတယ် human right ပေါ့ democracy ဆန်တော့အဲ့ဆိုရင်ကျမနာမည်နဲ့ဆက်စင်ပေါ်ထွန်းစင်နာမည်နဲ့ခောက်ထားတယ်ကျမရဲ့ TikTok account မှာကျမတကူစာကြိုက်တဲ့ idol လေးကိုကျမ video clip တင်တာဘယ်သူမှမထိခိုက်တဲ့ကိစ္စလည်းမဟုတ်ဘူးလေနော် democracy ဆန်တော့ရစဉ်ဖြစ်ဖြစ်ဖြစ်လိုက်တယ်ဆိုပြီးတော့အဲလွတ်လပ်စာသဘောထားကလန်ကိုရှိရမှာလေအဲ့တော့ဒီမိုဘက်တော်သားတွေအသက်အန္တရာယ်ချင်းချောက်တယ်ဆိုတဲ့ကိစ္စမဖြစ်သင့်ဘူးရှင်နောက်ပြီးတော့သူကကျမကိုအမီဒွန်ဆန်းစုကြည်နဲ့နိုင်ငံကောင်းဆိုင်တက်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ဘုကျောင်းဆန်းကို idol အဖြစ်သတ်မှတ်တဲ့ video clip ကိုတင်ပေးပါလို့တောင်းဆိုလာတာရှင်အဲ့ဆိုရင်ကျမက သူတို့တူချင်းပြောင်းနေရှင်ဘာလို့လဲဆိုရင်ဒီနေရာနေပြောလိုက်တော့မယ်ရှင်ကျမတတ်မှတ်တဲ့ idol ကျမတတ်မှတ်တဲ့လူတော်လူကောင်းဆိုရဲ idol နိုင်ငံခေါင်းဆောင်ကမ္ဘာခေါင်းဆောင်တွေရဲ့လူတော်လူကောင်းဆိုရဲ i ကျမ idol တတ်မှတ်တဲ့သူတွေကဘယ်လိုလူတွေလဲဆိုတော့အဲလူဆိုတာကလေကို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 ရဲ့အသက်အန္တရာယ်ကိုအရင်ဆုံးကာကွယ်နိုင်ရတယ်။ပြီးရင်ဥစ္စာစီးစင်ကာကွယ်နိုင်ရတယ်။ပြီးရင်ကိုကြီးချစ်တဲ့သူတွေရဲ့အသက်အန္တရာယ်ဥစ္စာစီးစင်ကိုမိသားစုရဲ့အသက်အန္တရာယ်ဥစ္စာစီးစင်ကိုအဆွေစုမျိုးစုကိုပတ်ဝန်းကျင်ပြီးတော့ကိုနိုင်ငံကိုချစ်တဲ့နိုင်ငံကိုတိုင်းပြီးအဲ့လိုမျိုး ်တစ်စင်ပြီးတစ်စင်ကို level up ဖြစ်ရင်ဖြစ်တယ်လို့ကိုကာခွဲကိုချစ်တဲ့သူတွေများရများလာလို့ကိုကာခွဲရမယ့်တိုင်းတာလေကြီးရင်ကြီးလာမှာရှင်အဲ့ဒီပုံမှာကာခွဲနိုင်စွမ်းပုံမှာအရင်ချင်းဆိုတာကျွန်မသတ်မှတ်တာဖြစ်တဲ့အတွက်ကျွန်မရဲ့လူတော်လူကောင်း idolist တွေမှာဘူချောင်ဆန်းရှိနေပါဦးရှင်။ဒါလို့လဲဆိုရိုးရိုးလေးစဉ်းစားကြည့်နော်။ဘူချောင်အောင်ဆန်းဒီအသက်30ကျော်မှာဂလုံးဥစ္စာလို့ဖက်လောက်ကြံခဲ့ရတဲ့အတွက်ကျေးလွန်ခဲ့ရတဲ့အာဇာနည်ကြီးကတယောက်ပါရှင်။သူလောက်ကြံခဲ့ရတာဒီနိုင်ငံခေါင်းဆောင်ဆိုတဲ့အနေထားမှာလောက်ကြံခဲ့ရတာရှင်။အဲ့လိုအနေထားမှာလောက်ကြံခံကို ကိုတောင်မှမော်အသက်အန္တရာယ်ကိုမကာကွယ်နိုင်ခဲ့တဲ့ကာကွယ်ရေးဗိုလ်ချုပ်တယောက်ဖြစ်နေနဲ့ရှိတဲ့နဲ့ကာကွယ်ရေးအမြင် တကူစားကာကွယ်ရေးအမြင်တော့မရှိခဲ့တဲ့ခေါင်းဆောင်တယောက်ဒါအတိုင်းမျိုးဘလို့ကာကွယ်မလဲကျမတို့နိုင်ငံရဲ့ national interest တွေဘလို့ကကွယ်မလဲအဲ့လိုစင်ပွားခင်းစားစင်ပွားပြီးတော့တွဲခေါ်မျိုးမြင်စဉ်းစားတဲ့အတွက်ဘိုးချောင်းအောင်ဆန်းဒီကျမ identity အခုမပြောနဲ့တက်တက်လုံးဖြစ်လာမယ့်ຢာချောင်းမရှိဘူးအဲ့လိုပြောရင်ကျမအစဲခံရမယ်ဆိုတာသိတယ်ကြိုက်တယ်လို့ဆဲအဲ့လိုကျမဒီနိုင်ငံရေးသမားဖြစ်တဲ့အတွက်အရေးထူမှဒီဒီလို့လို့ဒီနိုင်ငံရေးသမားလို့လို့ရမှာဖြစ်တဲ့အတွက်အရေးအရန်ထူပါလိမ့်ရှင်ပြောချင်တာက ကျွန်မဒီကျွန်မရဲ့ခံချက်ရည်တည်ချက်အကြိုက်ကျွန်မလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ရင်ဘဘသူ့ရဲ့ဩစာလမမှုအောင်မခံမဲနဲ့ကျွန်မယုံကြည်ချက်တိုင်းကျွန်မဆက်ရှောက်မယ်ဆိုတဲ့အကြောင်းလေးဒီနေ့ကနေပြန်ဆိုင် launch လုပ်လိုက်ပါတယ်ရှင်နိုင်ငံရေးသမားတဲ့စိတ်စိတ်မော်ထွန်းအဲခင်ဗျားကိုကြည့်သွားတော့ TikTok ကောင်းဒီမှာစိတ်စိတ်မော်ထွန်းတဲ့နိုင်ငံရေးသမားတဲ့အေးပြန်ပြောမယ်နော် TNN နေ MMDA နော် KIA ဝအဘောတွေကိုမားတယ်သူကနိုင်ငံရေးတဲ့နိုင်ငံရေးသမားတဲ့ခမဘလောက်အဲကြောင့်လို့ပြောနိုင်ငံရေးသမားကြီးခမတို့အမှကြည့်ပြဒီဟာမျိုးအားရွဲနေသေးပဲရများပြီးတော့ပြောချင်တာနိုင်ငံရေးသမားဆိုတီတန့်ပြောရတယ်ဟဲဟဲဟဲလုံနေကြမလို့နော်နင်တို့ဘယ်သူမှလည်းစောက်ဖက်မလို့ကျွန်တော်မသိဘူးခုမှကျွန်တော်လည်းနားတော်ပြီလားနိုင်ငံရေးသမားတဲ့အမလေးခမဟမ်အဲကြတော့နိုင်ငံရေးသမားတဲ့ မှတ်တောင်ထားအောင်ကနော်ခင်ဗျားတို့ဒါမြင်သာဖို့ပြောတာပါခင်ဗျားတို့မမြင်သာလည်းရတယ်ဘာမျိုးကျွန်တော်တောက်ချောက်ပြောပြကြခင်ဗျားတို့မြင်သာဖို့လိုတယ်ကြည့်အမခင်ဗျားနော်တော်သူကြိုက်ခြင်းမကြိုက်ခြင်းဒါကျွန်တော်ဘာမပြောလို့ကြိုက်ခြင်းမကြိုက်ခြင်းမပြောလို့နော်တော်သူဘောကြောင်းနဲ့ကြိုက်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 တော်သံသူကြီးမကြိုက်မကြိုက်ဘယ်သူပဲမကြိုက်ကြိုက်ဥသိမ့်သိမ့်ပဲမကြိုက်ကြိုက်နော်ဥသံချွေပဲမကြိုက်ကြိုက်ဘသူမကြိုက်ကြိုက်အဲ့ဒါသူတို့လွတ်လပ်ပိုင်ခွင့်အဲ့ဒီအရာရေကျွန်တော်တို့ပြောပြကြအောင်ကြည့်ကျွန်တော်ခင်ဗျားတို့မြင်သားရတယ်နော်ခင်ဗျားတို့နိုင်ငံရေးသမားဆိုတဲ့အရာတွေ နော်ပြီးတော့ကြိုက်တလောက်စေတဲ့နော်သူယုံကြည်ချက်ယက်တီချက်မှာသူတသက်လုံးတဘဝလုံးအိုင်ရောထဲမှာမရှိဘူးဒါဒါသူလွတ်လပ်ပိုင်ကိုထားနော်အဲ့မှာသူ့ကိုရှင်းရှောင်းနေတဲ့အရာတွေချိတယ်နော်ပြီးတော့သူက comfort drake ကိုထောက်ခံနေတာပြီးတော့ကျွန်တော်ဆွမ်းနာငါးခုကိုထောက်ခံနေသူနော်အကြောနိုင်ငံတနိုင်ငံနော် တိုင်းပြည်တပြည်တတ်မှတ်တော်မယ်ဆိုလို့ချင်းကျွန်တော်ထပ်ပြောပါမယ်1933ခုနှစ်ဥပဒေအရရှုပ်ရှားအာဏာပိုင်မြေရှိရမယ်မြေပြင်ရေပြင်လေးရှိရမယ်နော်လူဦးရေရှိရမယ်နော်နံပါတ်1ကနံပါတ်3အစိုးရထိန်းရှုံနိုင်သောထိန်းရှုံနိုင်သောစနစ်ရှိတဲ့အစိုးရရှိရမယ်နံပါတ်4အခြားနိုင်ငံများနဲ့ဆက်ဆံနိုင်စွာရှိရမယ်ထပ်ဖြည့်တဲ့ရှုပ်ရှားအာဏာရစီးပွားရေးဥပဒေအစရှိတာရှိရမယ်နော်အဲ့ဒါအဲ့၄ခုရှိမှရမယ်နော် အဲ့တော့ကျွန်တော်တို့ကသိုးမွေတွေသိုးမွေတွေပေးခဲ့မှာလားကောင်းမွေတွေကောင်းမွေတွေပေးခဲ့မှာလားဒါစဉ်းစားကြရအောင်နော်သိုးမွေပေးမှာလားကောင်းမွေပေးမှာလားဒါခမရတို့နဲ့ပဲသက်ဆိုင်ပါတယ်ခမရတို့တွေပဲပြောရတော့နော်အကြောခမရဘုံသူများတို့ဒီမှာကြီးဒါနိုင်ငံရေးထဲမှာနော်ခမရဘလောက်ကြောက်စရာကောင်းတော့ဆိုတာနော် ဒါခင်ဗျားတို့မကြောက်ရင်လေကျွန်တော်တို့ကြောက်လို့ကျွန်တော်တို့ပြောပြပေးတာကြောက်เสียရကောင်းတယ်ဒီမှာနိုင်ငံရေးသမားတယ်နော်ခင်ဗျားဒါအကြတော့ခင်ဗျားတို့တချို့အရာတွေတချို့အရာတွေသိရှာလေးစဉ်းစားသုံးသပ်ဝေဖန်ပြီးတော့ယုံကြပါတော့ကြောက်เสียရကောင်းတဲ့လူတွေအများကြီးမြန်မာနိုင်ငံမှာရှိနေတယ်ဘိုင်းရက်တွေအများကြီးရှိနေတယ်ဒါအောင်မြင်သာစေကျွန်တော်သိမ့်သိမ့်မော်ထွန်းဆိုတဲ့ ဟာကိုကျွန်တော်ပြောပြရရင်ねထပ်ဆက်ထပ်ဆက်ပြီးတော့ထပ်ပြီးတော့ကွန်နိုင်ပါသေးဗျနော်ထပ်ပြီးတော့စဉ်းစားနိုင်ပါလိထပ်ပြီးတော့ကွန်နိုင်ပါလိနော်ကြတော့အားလုံးပဲစိုးမွေတွေပေးခဲ့မှာလားစိုးကိုစိုးမွေပေးလိုက်တဲ့ဟာကကိုယ့်ရဲ့ကြီးထွားကြီးကိုယ့်နံပါတ်ပြန်တတ်တဲ့အရာတွေဖြစ်မှာစိုးလို့ကျွန်တော်ပြောတာနော်မြင်သာမယ်ထင်တယ်နော်